ုတာကတော့ APR ခင်မြန်မာနေ YouTube channel ကနေညချစွာပြန်ပြီးပြုဆွဲလိုက်ပါတယ်။စစ်အုပ်စုအတွက်တပူပေါ်နှစ်ခုဆင့်ဖြစ်လာရတဲ့ American Hungary ဂျာနာဝေးဂျမနီကမြန်မာအရေးကြွန့်ကျင်သူအားဖိတ်ခေါ်ပြီးတော့အထင်ကရပြုလုပ်ခဲ့တဲ့အလွတ်တော်နိုင်ငံခြားရေးအားကော်မတီရဲ့ဂျာနာဝေးကိုမဆုံးနိုင်တဲ့မြန်မာအကြံတင်များနဲ့ America ရဲ့ ကန့်သက်ထားတဲ့ရွေးချယ်ပိန်ခွင့်များဆိုတဲ့ခေါင်းစဉ်တက်ထားပေမဲ့တကယ်တမ်းမှာလောက်ပိန်ခွင့်များစွာထွက်ပေါ်လာတာကိုတွေ့လာရတယ်လို့သတင်းတွေကဆိုပါတယ်။ကျန်ကျန်သူတွေရဲ့တင်ပြခြင်းနဲ့ကွန်ကရစ်အမှတ်တွေရဲ့မေးခွန်းထုတ်ထပ်ပြမှုတွေဖြစ်ဆို အပြီးမှာအခုလိုပါတီကြီးနှစ်ခုပေါင်းပြီးတော့တညတညွတ်တွေကချစ်ချမ်းခြင်းတွေဖြစ်ပါတယ်။တကယ်တမ်းမှာအကန့်အသတ်ရှိနေခြင်းမဟုတ်ပဲပြဿနာကိုနိုင်ငံရေးအရဖြေရှင်းဖို့ဆန္ဒရှိတယ်ဆိုတဲ့အပေါ်အချက်ရင့်နေခြင်းသာဖြစ်တယ်လို့တွေ့လာရပါတယ် ထူးခြားချက်ဖြစ်ထွက်ပေါ်လာတဲ့အခြေလက်ကတော့ဘာမှမလုပ်ရင်နေလို့တဲ့အကြောင်းပြချက်တွေကိုစနစ်တကျရှင်းဖြစ်ခဲ့ကြပြီးချုပ်ပေါ်ပေးထားမှုကိုအခြေမခံတော့ပဲဖိအားပေးဖို့လိုအပ်တဲ့မဟာဗျူဟာအစ်တတရအရေးတကြီးလိုအပ်လာပြီးဆိုတာကိုသိရှိလာကြခြင်းပဲဖြစ်ပါတယ်အရေးကြီးဆုံးအဖြစ်ဆေးဥစုလော်ဘီများခင်းလာတဲ့မြမစစ်တပ်ကိုအမေရိကန်ရဲ့ထိတွေ့ဆက်ဆံမှုမှတဆင့်တရုတ်နိုင်ငံနဲ့ခွဲခွာနိုင်တယ်ဆိုတဲ့အယူအဆကိုရှင်းဖြစ်ပြနိုင်ခဲ့ခြင်းဖြစ်ပါတယ် ါဝင်ဆွေးနွေးခဲ့တဲ့ Simpson Center မှ Steven Stross ကလူမျိုးတုံးတက်ပြန်မှုကျူးလွန်ကြောင်းတရားဝင်ဆွေးဆွေးကန်ထာရပြီးကမ္ဘာလုံးဆိုင်ရာရာဇဝတ်မှုလုပ်ငန်းတွေကနေအကျိုးအမြတ်ရယူနေသူများကျောင်းများနဲ့ဈေးရုံတွေကိုရေးချက်ချင်းချင်းဖုံးကျစ်တိုက်ခိုက်မှုရှိနေတဲ့အဖွဲ့အစည်းဟာညှိနှိုင်းရဲ့ရနိုင်တဲ့စင်ကြုံတရားရှိတဲ့နိုင်ငံတော်အစိုးရတရားမဟုတ်ကြောင်းပြောဆိုခဲ့ပါတယ်။အဲ့ဒီအဖွဲ့အစည်းဟာ ကိုပိုင်ချင်တန်ရက်တည်းရဲ့အတွက်သာအာယုံစိတ်နေတဲ့ရာဇဝတ်မှုလုပ်ငန်းစုတစ်ခုသာဖြစ်တယ်လို့တင်ပြခဲ့ပါတယ်။ခွန်ကရစ်အများများနဲ့တည်တည်ထွက်ဆိုခဲ့သူများအားလုံးကအစိုးရရဲ့လူထုပေါ်စနစ်တကျကျူးလွန်နေတဲ့ရက်စစ်ကြမ်းကြုတ်မှုတွေနိုင်ငံကိုစိတ်ပိုင်းရာဇဝတ်မှုများ ကျူးလွန်ရဗဟုချက်မှအဖြစ်အသွင်ပြောင်းခဲ့မှုတွေကိုပြင်းထန်တဲ့စကားလုံးတွေနဲ့ချုံချခဲ့ကြပါတယ်။အဲ့ဒီပြင် COC ရဲ့ရွေးကောက်ပွင့်ကိုလည်း၎င်းတို့ရဲ့ပုံရိပ်ကိုခွာချဖို့ကြိုးပမ်းလာတဲ့လိန်ညာမှုအဖြစ်တညီတညွတ်ကြေးပေးချခဲ့ကြပါတယ်။ concrete အမှတ်တွေကအချက်၄ချက်ကိုတောက်တိန်အဖြစ်ထားပြီးတော့အမေရိကန်ရဲ့မဟာဗျူဟာကိုပြန်လည်အဖြစ်ဖို့ရှင်းလင်းပြသတဲ့လုပ်ပင်ခွင့်အာဏာချမှတ်ဖို့လေတစုတဝေတွေဆုံးဖြတ်ခဲ့ကြပါတယ်။အဲ့ဒီဆုံးဖြတ်ချက်တွေကတော့နံပါတ်၁ COC ရဲ့ ပန်နာရဲ့အသက်သွေးကြိုးတွေကိုဖြတ်တောက်ပြစ်ခြင်းနဲ့၎င်းတို့ရဲ့စီရန်တရားကြီးရက်တန့်သွားဖို့ဖြစ်ပါတယ်။အဲ့ဒီတည်းမြန်မာစီးပွားရေးဗန်နဲ့မြမရင်းနှံလုပ်ငန်းကိုပိတ်ဆို့တံခတ်ဖို့လိုချောင်ကွန်ကရစ်အမှတ်တွေကတင်ပြလာပြီးမကြက်တကြက်လှုပ်ထားတဲ့စီးပွားရေးတက်ခတ်မှုခေကုံဆုံးတော့မှာဖြစ်ပါတယ်။မြမနဲ့မြမအတွက်အဆင့်မြတ်သူကိုစလီခံထားဖို့၎င်းအားကျိုးနေစနစ်တွေနဲ့ဖြေရှားနိုင်ရန်အာဆီယံအပေါ်အလွန်အကျွံမှီခိုနေမှုများအဆုံးသတ်နိုင်တဲ့လုပ်ပိန်ခွင့်တွေ ်ပြဋ္ဌာန်းပေးဖို့ဖြစ်ပါတယ်။နံပါတ်3ကအမေရိကန်ဟာတော်လိုင်းရေးကိုအားဖြင့်ပြေးနိုင်မဲ့ Bomber X ကိုအပြေအဝအကောင့်ထေဖို့ဖို့လူအသစ်ကိုအန်ဒီမပေးနိုင်တဲ့အကူအညီတွေနဲ့ NUGR ပံ့ပိုးသွားဖို့အဲ့ဒီအထင်မှာလွန်မြောက်နေမိများအားလုံးကိုချုံလုံးချုံစိတ်ချစွာစီမံခန့်ခွဲရေးအတွက်အောက်ချုပ်ရေးနဲ့စစ်သွေးရေးဉာဏ်ပညာတွေအကူအညီပေးသွားဖို့ပါရှိပါတယ်။နံပါတ်၄ အမေရိကန်နိုင်ငံသားများဒိတ်ရိုက်ချင်းချနာမှုကိုညှင်းဆိုင်ဖြစ်ရှင်းဖို့ဖြစ်ပါတယ်။စေုပ်စုလက်အမာချင်းတန်ကြီးထွားလာနေတဲ့အလိုင်းငွေလိုင်းခိန်းတွေဟာအဝင်းမှာရှိနေတဲ့ပြဿနာမျိုးမဟုတ်ပေနိုင်ငံလုံးရှင်ရေးကိုဒိတ်ရိုက်ချင်းချနာနေမှုလို့ယူဆကြပါတယ်။ ောက်တစ်ခုကရ ेंजर ကိစ္စကိုလည်းဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။အဲ့ဒီကြာနာပွဲမှာနောက်ဆုံးရအနှစ်ချုပ်အဖြစ်အားလုံးသဘောပေါက်လာကြတာကခေါင်းစဉ်မှာပါဝင်တဲ့အကန့်အသတ်ရှိနေတဲ့ရွေးရှိစရာများဆိုတာကမှားယွင်းတဲ့အခြေခံယူဆချက်တစ်ခုဖြစ်တယ်ဆိုပြီးတော့ဖြစ်ပါတယ်။ရွေးရှိစရာတွေကအများကြီးရှိနေပြီဖြစ်ပါတယ်။တိတိစစ်ဆန်ချင်းဟာအန္တရာယ်ရှိတယ်လို့သိလာပြီးတော့စစ်အုပ်စုလိုပီတို့ရဲ့တရုတ်နဲ့ခွေးထုတ်နိုင်တယ်ဆိုတဲ့ဝါဒအဖြန့်မှုကိုပေးချလိုက်ကြပါတယ်။အဲ့ဒီအစားပြတ်သားတဲ့ ဖိအားပေးမှုမဟာဗျူဟာကိုလက်ခံကျင့်သုံးရမယ်။ဘက်ဂရစ်ဟာအစိုးရကနောက်ဆုံးမှဥဆောင်နေစေဖို့တာဝန်နဲ့လုပ်ပင်ခွင့်ကိုပေးအပ်လာတာဆိုပြီးတော့အစိုးရကျန်းနာပွဲကိုအသေးစိတ်လည်လာခဲ့တဲ့ဂျင်းချွေရဲ့ TVV မှာဖော်ပြထားတဲ့ဆော်ဗာမှာကောင်းတော့တင်ပြအပ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အမေရိကန်ရဲ့အခုလိုပြပြတသားဂိမ်းတွေမှုဟာမြန်မာပြည်သူတွေအတွက်တော့ဒါဝန်သားစရာတည်ငောင်းပါပဲစေုပ်စုအတွက်ကတော့တပူပေါ်နှစ်ပူဆင့်ဆိုသလိုအပူကြီးပုံနေရပါပြီပြည်သူတွေ ော်လိုင်းရေးကိုအချိန်မပြတ်ဆက်သွာကြပါစို့ခင်ဗျအဆုံးထိကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့တော်လိုင်းမြေဖပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ရဲ့နေ့လေးတွေမကြခင်ရောက်ရှိလာပါတော့မယ်ပြည်သူတွေအားလုံးပေးခင်ကျမ်းမာကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျ